ိတ်တက်တွေနဲ့အတူတူအလူထမင်းကိုမစားကျင်ကြလို့လုံနေတဲ့ဗီဒီယိုဖိုင်ကြားလို့ပြောများနေတဲ့မြင်းများတို့ဇနီးမောင်နှံဗိတ်တက်များအလုံးပဲမင်္ဂလာပါရှင်ဆယ်လီဇွန်ပိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗိတ်တက်တွေရဲ့အရှိတော်နိုင်ငံကျော်ရုပ်ရှင်မင်းသားမြင်းများနဲ့သူ့ရဲ့ဇနီးမောင်နှံတို့ရဲ့ဗီဒီယိုဖိုင်တစ်ခုကလို့ပြောများနေပါတယ်ဖြစ်စဉ်ကတော့မကြာခင်ယုံတင်ပြတ်တာတော့မဲ့မင်းသားမြင်းများရဲ့အတူဆိုတဲ့ရုပ်ရှင်ဇာတ်ကားတဲ့အတွက် ပြုလုပ်တဲ့ promotion ပွဲတစ်ခုမှာစတင်ခဲ့တာပါဒီပွဲလေးကထူခြားစွာနဲ့နေလဲစားအလှပွဲလေးနဲ့တက်ဖက်ပြင်ပခဲ့တာဖြစ်ပါတယ်ဒီပွဲကိုမင်းသားမြင်းမြတ်နဲ့သူရဲ့ဇနီးတဲ့တို့တက်ရောက်လာခဲ့ကြပါတယ်ဒါပေမဲ့ဒီပွဲကနေထွက်ပေါ်လာတဲ့ video file တစ်ခုကြောင့်ပိတ်သက်တဲ့ကြမ်းမဟင်ကနေဟာကနေဖြစ်သွားစီခဲ့ပြီးတော့အခုဆိုရင်တော့ဝေဖန်မှုတွေပါထွက်ပေါ်လာခဲ့ပါပြီ internet ပေါ်မှာပြန့်နှံ့နေတဲ့ video file ထဲမှာမြင်တွေ့ရတာကတော့အလှပွဲကိုတက်ရောက်လာတဲ့မြင်းမြတ်တို့ဇနီးမောင်နှံက သူတို့ရဲ့ရှေ့မှရှာထားတဲ့အလှူထမင်းကိုစားဖို့အတွက်မျက်နှာမကောင်းဖြစ်နေကြတဲ့ပုံစံပါ။ဗိသက်တွေရဲ့အဓိကထောက်ပြပြောဆိုနေကြတာကတော့သူတို့ရဲ့မျက်နှာအမူအရာကပျော်ရွှင်စွာစားသုံးတဲ့ပုံစံမျိုးမဟုတ်ပဲထမင်းကိုမစားခြင်းတို့လိုတစ်ခုခုကိုယွန်းတို့လိုဖြစ်နေတဲ့ဆိုတဲ့ပုံစံမျိုးပေါက်နေတာကိုဗီဒီယိုထဲမှာတိတိကျကျမြင်တွေ့နေရတယ်လို့ဆိုပါတယ်။ဒီမြင်ကွင်းကြောင့်ပဲပိသက်တွေအများစုကစိတ်မကောင်းဖြစ်နေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အနုပညာရှင်တွေဆိုတာပိသက်တွေကျွေးတဲ့ထမင်း ပိတ်သက်တွေရဲ့အားပေးမှုတွေကိုစားသုံးနေရတဲ့အတူတွေဖြစ်တယ်။အခုလိုမျိုးပိတ်သက်တွေအများပြည်သူတွေရဲ့အတူတူစားရတဲ့အလူထမင်းကိုမှဒီလိုအမှုရာပြတ်တက်လိုက်တာကအဆင့်တန်းခွဲခြားလာတဲ့အတူတွေလို့ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါ။ပိတ်သက်တွေရဲ့38အရာတော့အလူဆိုတာကတိကျတဲ့အတိုင်းပဲတာမန်ပကံခွဲတွေနဲ့အများပြည်သူနဲ့တန်းသူစားသုံးရတာပါ။ဟိုတယ်တွေဈေးကြီးတဲ့အစားအသောက်ဆိုင်တွေမှာလိုတန်ရှင်းမှုအပြည့်အဝရှိခြင်းမှရှိမှာပါ။ဒါကိုမြင့်မြတ်သောဇနီးမောင်နှံကကျော်ဝတ်ချမ်းသာလာတော့ ယွန်းတက်ပြီးတော့အများပြည်သူနဲ့တရန်တဲ့မစားရှင်မတောက်ရှင်လာဖြစ်မယ်လို့ထင်ကြီးပေးပြောဆိုနေကြတာပါတရှိုးတော့ပြည်သက်တွေကတော့ပို့ပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်တကယ်လို့စိတ်ထဲမှာမစားရှင်စိတ်ယွန်းနဲ့စိတ်ရှိနေရင်တောင်ကိုက အများပြည်သူရှေးမောက်ကကင်မရာတွေမြင်ကွင်းရှေ့မှာရောက်နေတဲ့ celebrity တယောက်ဖြစ်တဲ့ဒီတော့ပြည်သက်တွေချီနာအောင်အလှူပွဲရဲ့တဘောတဘာဝကိုလေးစားတဲ့အနေနဲ့ဟန်ဆောင်ပန်ဆောင်တော့ပျော်ရှင်စာနေပြတင်တယ် စပြတ်တည်တယ်လို့ဆိုကြပါတယ်အခုလိုမျက်နှာကြီးစူပိုးပြီးတော့အစားကျင်တယ်လို့လုတ်ပြနေတာကပွဲကိုတက်ရောက်လာတဲ့ပြိတ္တတွေကိုလုံးဝအလေးမထားရရောက်တယ်လို့တုံ့ပြန်ကြတာပါဒါပေမဲ့တစ်ဖက်မှာလည်းမြင်းမြတ်တို့ဇနီးမောင်နှံဘက်ကနေကောက်ခွဲပြောဆိုပေးတဲ့မြင်ကွင်းတွေကလည်းရှိပါတယ်သူတို့ရဲ့ပြောဆိုချက်ကမြင်းမြတ်တို့အနေနဲ့အစ်စ်တန်းခွဲခြားတာယူတာမဟုတ်လောက်ပါဘူးပြတနာကသူတို့စားခါနေအချိန်မှာကင်မရာတွေဖုန်းတွေအများကြီးနဲ့ဝိုင်းပြီးတော့ရိုက်ကူးနေကြလို့မနေတက်တာဖြစ်နိုင်တယ်လို့ဆိုတာပါလူတိုင်းကထမင်းစားတဲ့အချိန် ကိုကိုကင်မရာတွေနဲ့ဝိုင်းချိန်ထားရင်တိတောက်တတာရှိမှာမဟုတ်ပါဘူးဒီလိုမျိုးမနေတတ်တဲ့ပုံစံကနေမျက်နှာအမူအရာတွေကအတင်းမာသွားပြီးတော့ကြည့်တဲ့သူတွေအမြင်မှာမစားချင်တယ်လို့မတတိတယ်လို့ပုံစံဖြစ်သွားတာဖြစ်နိုင်တယ်လို့ကောက်ခွဲကြပါတယ်ဒီတော့ပိတ်သားကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါတယ်လဲမြတ်တို့ဇနီးမောင်နှံကတကယ်ပဲချမ်းသာလာလို့အစ်စ်တန်းခွဲခြားပြီးတော့အလှထမင်းကိုယွန်းတယ်လို့ဖြစ်သွားခဲ့တာလားဒါမှမဟုတ်သူတို့ကလည်းတာမန်လူသားတွေဖြစ်ပြီးသမင်းစားချိန်မှာကင်မရာတွေနဲ့ဝိုင်းရိုက်ခံနေရလို့ နေရခက်ပြီးတော့မျက်နှာမကောင်းဖြစ်သွားတာလို့ငင်လားဆိုတာမှချက်ပေးခဲ့ပါအောင်နော်အားလုံးကိုယ်ကျေးဇူးတင်ပါတယ်ရှင်ဘာ